อ๋อကျွန်တော်လေးအာဒီနေ့ပို့ပြီးတော့အမြင်ရှင်းသွားအောင်ကျွန်တော်ပြောပြခြင်းတယ်လားအာအားလုံးလည်းကျွန်တော်ခင်တယ်ကျွန်တော်ပြောမှာတော့သုံးခုတယ်ပဲပြောမှာနံပါတ်1ကတော့ NUG ဖြတ်သိမ်းလိုက်ပါ NUG ကဖြတ်သိမ်းရမယ့်အဖွဲ့ကြီးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖုံးတာပြောခဲ့တဲ့စကားအရဒီ Federal ကိစ္စမှာတဲ့ဒီ NLD ရဲ့ CEC တွေ နော်အဆုံးဖြတ်ချက်မရှိဘဲနဲ့သူတို့ဆုံးဖြတ်လို့မရဘူးအမှန်မှာတော့ဇင်မာအောင်ကပြောလိုက်တဲ့စကားတိုင်းရင်းသားတွေကတဲ့နော်အရန်ဈေးတင်နေတယ်တဲ့ဖက်ဒရယ်ကိစ္စမှာသူအဆင့်နဲ့88မှာ6တန်းចောင်းသူလောက်တယောက်ကဒီလိုကိစ္စကြီးကိုယာယီအစိုးရလို့ပြောထားတဲ့အဖွဲ့အစည်းတစ်ခုကနေမြမဝါဒကိုစုပ်ကင်ပြီးတော့ပြောတယ်ဆိုရင် ကျွန်တော်တခုမေးကျင်ပါတယ်ခမားတို့ကရင်တော်လှန်ရေး190ကျော်ကြာမရှက်ဘူးလားဗျာဟုတ်တယ်နော်ကချင်တော်လှန်ရေးမရှက်ဘူးလားဗျာဟုတ်လားဒါဒါဒါအာအာဟိုဟိုအကြီးမားတဲ့တော်လှန်ရေးနော်ရှမ်းတော်လှန်ရေးတွေမရှက်ကြဘူးလားဗျာနော်ဘာလို့ဇင်မာအောင်အမားကိုသူကအဲ့ဒီလိုဝင်ဖတာတူတော်မှာ ထိုင်းနိုင်ငံမှာပုံနေနေရတဲ့ကောင်ဒဇက်မိတ်အပြင်မထွက်ရဲတဲ့ကောင်ကြီးဟာကျစဉ်းစားကြည့်။ဟို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 အမေရိကန်မှာရောက်နေတဲ့လူတွေကို NUG နဲ့ချိတ်ဆက်ကူညီပါမယ်ဆိုဝါရှင်တန် DC မှာရှိတဲ့ NUG ရုံးကျွန်တော်ရောက်တာဗျာ။အလန်လည်းမရှိဘူးဆိုင်းပုံလည်းမရှိဘူးအဆန်းလေးမှာဒေါ်စုပုံရဲ့ဦးဝင်းမြေပုံရဲ့အာဒီအခုဒူဝါလက်ရှိရလာပုံရဲ့သုံးပုံကတ်ထားလို့သပွဲနှလုံးမရှိဘူး။ ဒါကျွန်တော်အမှန်တိုင်းပြောပြတာကျွန်တော်မညာဘူးတွင်းထားပါလားအလံရေးထားပါလားဆိုင်းမုတ်ဟမ်ကျွန်တော်ပြောတာရိုးရှင်းရှင်းလေးနော်ဒါကျွန်တော်တိအချက်ပြောပြတာကျွန်တော်မျက်မြင်ကိုတွေ့မှုလို့ပြောတာလှုပ်ရှားတာကိုပြောတာနော်ဒါကြောင့်ခင်ဗျားတို့အကုန်လုံးကရင်နေခင်ဗျားတို့ဘလောက်အလိန်ခံခဲ့ရပြီလဲအခုလို့ NUG ဆိုတဲ့အဖွဲ့ကိုကရင်နေဒီ PDF တွေအကုန်လုံးကိုလက်ခံဖို့အတွက် ျွန်တော်တို့88ចောင်းသားတွေခင်ဗျားတို့ ਨੇ အတူတူပေါင်းပြီးတိုက်ပွဲဝင်လာလို့เนาะအာနာရှင်ကိုတော်လှန်တဲ့ဒူတွေပထမဆုံးမြေဩဇာအဖြစ်ခံခဲ့လို့ခင်ဗျားတို့လက်ခံကြတာကချင်လဲဒီတိုင်းပဲကရင်လဲဒီတိုင်းပဲဟုတ်ဗလားဆိုတော့ဆရာကြီးဦးဝင်းတင်ပြောတဲ့စကားအရဆိုရင်တော့မင်းတို့ကျေးဇူးကမ်းနေတယ်တဲ့မင်းတို့နိုင်ငံကြီးပြတ်မှာပဲဆိုတော့ဒါအမှန်ပဲဗျာ အမှန်ပဲဆိုတော့ဓာဒီကိုကျွန်တော်တို့ကပြောခဲ့တယ်ဆိုခဲ့တယ်အများကြီးပဲနောက်ကျွန်တော်ပြောခြင်းတဲ့အပိုင်းကအရန်ရိုးရှင်းတယ်ဗျာဇင်းမအောင်အဆင့်လောက်ကတိုင်းရင်းသားတွေဈေးတင်နေတယ်လို့ပြောတာဗျာသူစဉ်းစားကြည့်ဗျာ NLD ပါတီကြီးပြိုကွဲပေါ့အောင်သူလုပ်ခဲ့တယ်နော်အမှန်တော့ NLD ရုံးနေတရုံးကမပိတ်ဘူးဘယ်အလံမှမချဘူးရက်တည်နေကြတာ သူတို့နောက်မလိုက်လာတဲ့လူတွေကိုသူတို့ကဒလန်လို့ဆွတ်ဆွဲတယ်။နော်ပြစ်တတ်ခိုင်းတယ်။သေတံထုတ်တယ်။ကျွန်တော်တို့88ကအဲ့လိုမလုပ်ခဲ့ဘူး။ NLD ဟာဥဆောင်တိုက်ရမယ်အဖွဲ့စည်းဒေါ်ဆန်းစုကြည်ဟာဥဆောင်ရမယ်ခေါင်းဆောင်တယောက်အနေနဲ့ကျွန်တော်တို့ပခုံးထမ်းပေးခဲ့တယ်။ကြိုက်ခြင်းမကြိုက်ခြင်းကတပိုင်းပြ။ယုံကြည်ခြင်းမယုံကြည်ခြင်းအားလည်းတပိုင်းပြအာနာရှင်ကိုတိုက်ွက်ပေါ်နိုင်ဖို့အတွက် 88တိအားလုံးဒီတိုင်းဖြတ်သန်းခဲ့ကြတယ်ကျွန်တော်တို့သဘောထားမကွဲလွဲခဲ့ဘူးဗျခိုင်းနေစမ်းမှလည်းမကွဲလွဲသလိုနိုင်ငံတကာရောက်တော့လည်းမကွဲလွဲဘူးနော်ဘလို့အောက်တန်းကြလဲဆိုတာကိုကျွန်တော်ပြောပြမယ်အဲ့ဒါနဲ့မပြီးသေးဘဲနဲ့ကျောင်းဆရာတွေဆရာဝန်တွေကိုပါနော်ဆရာမတွေကိုပါတတ်ခိုင်းတာဗျခင်ဗျဆိုတော့ များတယ်ဗျ။ဟမ်အာဆီယကုတော့အနန္တောဆိုတာ NUG မှာမရှိဘူး။အောင်ကြည်ညွန့်မှာမရှိဘူး။ဒါကိုကျွန်တော်တို့ပြောတာ။အက်ဖစ်အရာလွဲနေတယ်။သူတို့မှာရှိနေတဲ့အက်ဖစ်အရာဒီနိုင်ငံကြီးကိုဆက်ပြီးတော့ NUG အောက်ကဆက်သွားလို့မရဘူးလို့ကျွန်တော်ပြောတာ။သူတို့အက်ဖစ်ကလူသတ်ခိုင်းနေတယ်။သူတို့ဥဆောင်မှုကိုပဲသူတို့လိုချင်တယ်ဟုတ်ပြီနော် ပြီးတဲ့အခါကျတော့နိုင်ငံတကာကမ်ပိန်းတွေနဲ့ကိုဆိုးပြီးတော့လိမ့်လေစားပေါက်နေတယ်။ဒါကိုကျွန်တော်အမှန်ပြောတာခင်ဗျားတို့ဘွန်းရောင်းတယ်။ဒဇောင်းတစ်ထောင်နဲ့ရောင်းတယ်။အဲ့ဒီတစ်ထောင်ကိုပြန်လိုချင်တဲ့အမေရိကန်လူတယောက်ကကျွန်တော်လာပြောတယ်။ကျွန်တော်မှရှိတင်နဲ့ရှင်းရင်နဲ့ဆွေးနွေးလိုက်တာ။အဲ့ဒီဒေါ်လာတစ်ထောင်ပြန်ရဖို့အတွက်တစ်နှစ်လောက်ကြာမယ်တရားရုံးမှာရင်ဆိုင်မှုဒေါ်လာတစ်ပေါင်းခွဲလောက်ကုန်တယ်။ ဒါခင်ဗျားတို့သိအောင်ကျွန်တော်ပြောပြတာဟုတ်ပြီလားဟာကျွန်တော်ခြံပေးမှာဗျာသူတို့မျက်ရိပ်ပြီးတော့အမလေမှုတ်နော်ဆိုတော့ကျွန်တော်ပေးခြင်းတဲ့ message က online ကြားဖြန့်ကိုပထမဆုံးလုပ်တာ NUG ဒါခင်ဗျားတို့ကျွန်တော်ပြောလိုက်တာဒါကြားဖြန့်ကြားဖြန့်ဆိုတော့ online ပေါ်လိန်လေတာကိုပြောတာ နော်သူတို့စကားမနာထောင်ခဲ့တဲ့ကောင်တွေကိုပဲပတ်ပစ်ခဲ့တာအတူတူပဲကျွန်တော်ပေးခြင်းနဲ့ message ကထပ်ပြီးတော့ရှင်းအောင်ထပ်ပြောအောင်မယ်ဗျာအဲ့ဒီကရင်တွေကိုကချင်းတွေကိုကျွန်တော်ရှင်းအောင်ပြောမယ်ဗျာကျန်တဲ့တိုင်းရင်းသားကတော့အသေးစားစောက်ကြည့်တယ် NUG ကိုနော်ပေးကြအောင်ထပ်ပြောမယ်ဗျာခင်ဗျားတို့ဆီကနိုင်ငံရေးပညာရှင်ရှိနေတက်ခဲ့ဗျာအချက်လက်နဲ့ကျွန်တော်တို့ခြားကြမယ် နော်ရက်စွဲတွေမှတ်တမ်းတွေနဲ့ချမယ်ဗျာကျွန်တော်ပေးချင်တာရိုးရိုးရှင်းရှင်းလေး NLD အစိုးရဖြစ်တယ်ဟုတ်ပြီနော် NLD အစိုးရကို192နိုင်ငံကလက်ခံထားတဲ့အစိုးရအဲ့ဒီအစိုးရကြီးတောက်ပြက်သွားโอเคမင်းအောင်လိုက်ဖမ်းလိုက်ပြီမယ်အဲ့ဒီအစိုးရရဲ့စတက်မပြောက်ပြက်လို့ကြော်မိုးထုံးက လက်ရှိသံအမှတ်ကြီးဖြစ်နေတာမဟုတ်ဘူးလား NLD အစိုးရခန်းကဲလို့ဖြစ်ခဲ့တာလေဟုတ်လားအဲ့တရား90နဲ့2နိုင်ငံထောက်ခံထားတဲ့အစိုးရကြီးကိုလုံးဝအယောင်မယောင်လှုပ်သွားလိုက်တဲ့တရားခံနှစ်ယောက်က NUG နဲ့စကားစားတယ်ခင်ဗျားတို့နိုင်ငံရေးမတက်သေးဘူးထင်တယ်ဟုတ်လားဆိုတော့ ကိုရှယ်တဲ့ခေါင်းပေါ်မှာကြာစံနေများနေပြီးဆေးဆိုးပါလားတဲ့ဟေးကောင်ခွေးမသာမင်းတစ္ဆာကပြပိုင်းနဲ့ဗုဒ္ဓရှင်တဲ့မင်းမသိဘူးလားအနတ္တနဲ့အတ္တကိုခွေးမသာစာမတက်ပေမတက်နဲ့လာမလုံနဲ့မင်းတို့အစင်းလောင်နဲ့တက်မလာနဲ့စာတိချာဖတ်ထားတယ်နော်ကဲဆက်ပြောမယ်ဟိုပြောကျင်တဲ့အပိုင်းကဗျာ192နိုင်ငံထောက်ခံထားတဲ့အစိုးရကြီးကို ဖြက်စီးပစ်လိုက်ပြီးတော့ပြစ်တစားတွေဖာကောင်းနေနှုတ်ချမ်းအာချမ်းတွေနဲ့ကျွန်တော်တို့တိုင်းပြည်ကြီးကိုဥဆောင်မယ်ဆိုတာကရင်နေယုံနေကချင်းနေယုံနေတယ်လုံးဝမဖြစ်နိုင်ဘူးဒီလိုအိမ်မက်မျိုးမက်တင်တဲ့အိမ်မက်မဟုတ်ဟုတ်ပြီနော် NLD အစိုးရမှာကျွန်တော်မကြိုက်တာအများကြီးပဲဒါပေမဲ့ NLD အစိုးရကလက်နက်မကင်ထားဘူး โอเคသူ့ဘာသာသူပေါင်းစားရိုက်စားဟိုနီလာကျော်ဆိုလဲកောင်မဝင်ကြီး3နေရာပေးဟိုဘယ်កောင်ဘာပေးဓာတ်တပိုင်းပြဟုတ်ပြီလားဆိုတော့ကျွန်တော်ပြောချင်တာကအခု NUG က192နိုင်ငံထောက်ခံထားတဲ့ NLD အစိုးရကိုလုံးဝပျောက်ပြတ်သွားအောင်ဝိုင်းလောက်တာစကစလို့ပဲโอเคเนาะအခုမှ ဇင်မာအောင်ရဲ့အပောင်းဖာထေးကျင်လို့မဲဆောက်ခွေးကရက်မှာပုံအိတ်နေရတဲ့နေဖုံးလက်ဆိုတဲ့ဘလော့ကာပူးစီကွေးလေးအချင်းကဒီလိုထပြောတယ်ဆိုရင်မင်းတို့ကရင်နေမျက်စားမှာလားရိုးရိုးလေးပဲနော်မင်းတို့ကချင်းနေမျက်စားမှာလားကျန်တဲ့တိုင်းရင်းသားတွေငါမေးပြီးပြီကွာငါတေချာလို့ပြောတာငါအချက်လက်နဲ့ပြောတာโอเค တို့ဒုံကတိုက်ခဲ့တာ NLD LA ပါရှိဟုတ်မလား NLD LA ကလည်းပြည်တွင်းမှာရှိနေတဲ့ NLD ကိုပြဿနာရှာမှာစိုးလို့โอเคသူ့နီးသူ့ဟန်နဲ့ပဲလှုပ်ရှားပြီးတော့အာနာရှင်ကိုတိုက်ဖို့အတွက် NLD ဆိုင်းဘုတ်ကြီးကိုပခုံးတင်ခဲ့ကြတယ်โอเคပလင်းတို့ပြောတဲ့ဒေါ်စု NLD ပါတီလက်ထဲကိုရောက်ပြီးအာနာရခဲ့တာကွာ ဟုတ်လားဆိုတော့အခုကမင်းတို့ကဒီ NUG ကဒီလူအောင်ကြည်ညွန့်လို့ချောင်းစုံကတော့မှငါးကောက်တိအောင်မရောက်ပဲနဲ့အမတ်လာလုပ်တဲ့ကောင်မင်းတို့သွားယုံငါမွန်ပြည်နယ်သားလေငါချောင်းစုံသားလေနော်အောင်ကြည်ညွန့်အမျိုးတိုင်အောင်မှလည်းမရှိဆိုလိုချင်တာဒါပေမဲ့ဒီလူကောင်မင်းတို့သွားယုံနေ ေးခြင်းနဲ့မက်ဆေ့ကရိုးရိုးရှင်းရှင်းလေးပဲသူရခိုင်ကိုဒုက္ခပေးခဲ့တဲ့အချိန်မှာငါမခံနိုင်လို့88အားလုံးငါ့ကိုကြောခိုင်းသွားတဲ့အထိငါမင်းတို့နဲ့အတူရပ်တယ်လေကနေ့ထီကိုငါစောက်စကားတစ်လုံးမှပြန်မပြောတော့ဘူးအဲ့ဒီကောင်ကစောက်ထင်လည်းမကြည့်တော့ဘူးဒါငါအမှန်ပြောတာ88အကုန်လုံးကိုပြောတာနော်အကုန်လုံးကိုပြောတာငါအဲ့လိုရက်ခဲ့တာကွာဒါပေမဲ့ ငါမမာဘူးဆိုရင်ငါမရက်ရဲဘူးစီးပွားဥစ္စာဒနာရောနေထိုင်မှုအရာရောပူချင်းတရားပိုင်းရောငါမာလို့ငါရက်ခဲ့တာโอเคအဲ့လောက်ရက်လိုက်တော့ခုနဝင်ရေးတဲ့ရက်ခိုင်မင်းဒီလောက်ဆိုသဘောပေါက်လိုက်တော့အခုကအာနာရှင်ကိုအပြတ်ချင်းမှုဒီအန်ယူဂျီကကန့်လန့်ခံထားတယ်မင်းတို့ရက်ခိုင်နေကိုစောက်ဖက်မလုပ်ဘူးပြဿနာပဲလှုပ်ပင်းနေတယ် အခြားကလောင်ကိုဝန်ကြီးခန့်ပြီးတော့အခြားကလောင်နည်းရဲ့အခွင့်ရေးနဲ့ကဘာပတ်တာနော်မင်းတို့သိအောင်ငါပြောပြတာဒါငါကမျက်လုံးနဲ့မြင်နေရတယ်လေဟုတ်ပြီလားငါအားလုံးလည်းပွားနိုင်လာနိုင်နေတဲ့လူလေဆိုတော့အခြားကလောင်တော့ဝန်ကြီးဆွဲခန့်တာအန်ယူဂျီကသဘောပေါက်လားမင်းတို့ရခိုင်မှာဖြစ်နေခဲ့တဲ့ကြေတနာတွေအားလုံးကိုအန်ယူဂျီချုပ်ပေးနေတာဒပုံကြီး နော်သဘောပေါက်ဖို့လိုတယ်ဟုတ်ပြီလားမင်းစဉ်းစားကြည့်အန်ယူဂျီဝန်ကြီးဆွဲထည့်လိုက်တဲ့အခြားကလောင်အုပ်စုကဦးထင်ကျော်တို့ဦးဝင်းညစ်တို့ဒေါ်အောင်ဆန်းစုကြည်တို့ပါဝရမ်းထုတ်ခိုင်းတဲ့ကောင်နေတကယ်ဝရမ်းထွက်ရမှာစစ်တပ်ထွက်ပြီးတော့မှအဲ့ဒီစစ်တပ်ကအဲ့ဒီလိုဖမ်းခံရတော့မှအဲ့ဒီစစ်တပ်ရဲ့ပေါ်ချက်နဲ့ဟုတ်ပါပြီဦးဝင်းမြစ်လည်းပါပါတယ်ဒေါ်စုလည်းပါပါတယ် ဟုတ်လားဥထင်ကျော်လဲပါပါတယ်အဲ့လိုလာရမှာလीကွာအကုံရောသမန်ဖွေတာအခြားကလောင်တွေအခုအခြားကလောင်တွေကဖက်ဒရယ်ပြည်တော်စုနော်အာဒီစတင်တီတီထောက်ရေးကော်မတီမှာသူတို့ပါပါရမယ်တဲ့အာလှုပ်လာပြန်ပြီကကြံဒီမိုကရေစီကိုသွားမဲ့ခေါင်းဆောင်တွေကိုဖန်ဝလန်ထုတ်ခဲ့တဲ့အခြားကလောင်တွေပါအခုမင်းတို့အုံနောက်ရှိဖို့ပြောတာနော် ွဲခြားတတ်ဖို့ပြောတာမကြိုက်တာကိုအတိုင်းတန်နဲ့အကန့်အသတ်နဲ့ပုံလာတယ်ကွာကမဆွေမှာရှိတယ်သူ့ဘော်လူနဲ့သူရောရတယ်သူ့ဘော်လူနဲ့သူထားရတယ်ဟုတ်ပြီလားဆိုတော့ပေးခြင်းနဲ့ message ကနံပါတ်1ပဲငါပြောနေရသေးတယ်ဒီဒီ NUG ဟာငါတို့ဂရိစစ်သားတွေလို့ဟောတာဂရိစစ်သားလीသူတိုက်မဲ့စစ်ရဲ့ တိုင်ထားတဲ့လှန်က6ပေရှိသူက12ပေရှိနဲ့တိုက်တယ်အဲ့ဒါမင်းတို့မှတ်ထားအောင်နံပါတ်1 Greece land အရန်ရှိအဲ့လှန်အရှိကြီးတွေကိုတိုင်တွယ်ကျင့်မှုအတွက်သူတို့တီးသန့် training လုပ်တယ်တတတတတ်ဆင်ဘုံပြောတာနော်တစ်ဖက်က6ဟိုတုံးခစ်ကကွာလှန်နဲ့ထိုးဓာတ်နဲ့ခုတ်တဲ့ခစ်ကိုနော်လှဲတွေမှာသူတို့ကဘာတွေတတ်လဲဆိုတော့ခုနကလိုဖြတ်လွှတ် အဲ့သူတို့စီးတဲ့နော်ဖလဲတွေအဲ့ဒီဖြတ်စွားတွေအဲ့ဖလဲဝင်ရိုးရဲ့အပြင်ဘက်မှာတက်ကြဂရိကအဲ့လိုထွင်းတယ်တစ်ဖက်က၆လက်မကင်ထားရင်သူက၁၂လက်မကင်တစ်ဖက်က၆ပေကင်သူက၁၂ပေကင်နဲ့လှန်နေသူကတိုက်အဲ့ဒါနံပါတ်1နံပါတ်2ဒိုင်ဒိုင်ရှီယာကာတဲ့ဒိုင်โอเคဒိုင်ပုံစံကိုသူတက်ရမယ်တိုက်ပွဲပုံစံလိုက်အသုံးချတယ် ရင်ဘတ်ကိုပဲကာမှာလား6တောက်ထိကာမှာလားဟုတ်ပြီနော်အဲ့ဒီလိုဒိုင်းပုံစံကိုလည်းရွေးတယ်အဲ့ဒါမင်းတို့မှတ်ထားဦးဂရိစစ်တိုက်ကြဒါဟိုတုန်းကမတိုးတက်သေးတဲ့ခစ်ကိုပြောပြတာနော်ဒီခစ်အကြောင်းတော့လာမပြောနဲ့မင်းကိုပြန်ပြီးတော့ငါဖင်ချပြီးပြောလိုက်ဟုတ်ပြီနော်ပြောတာလေးကိုအသေးချာလိလာအောင်လောက်နေတယ်ဒါဆိုရင်စစ်အာဏာရှင်ကိုတိုက်ဖို့အတွက် အန်နေဒီအစိုးရဒိုင်းဖြစ်ရမယ်အဲ့ဒီဒိုင်းနဲ့တိုက်ရမယ်မင်းတို့အခုကမင်းတို့ကဒိုင်းမရှိတော့ဘူးအန်နေဒီအစိုးရကိုငါကြိုက်သလားလို့မေးမင်းတို့လုံးဝငါမကြိုက်ဘူးအန်နျူဂျီကအဲ့ဒီဒိုင်းမှာဖြတ်ပလိုက်တယ်ကွာဟမ်သူပြောတော့ယာယီအစိုးရနော် ပြီးတော့နိုင်ငံတကာအသိမှတ်ပြုခိုင်းတာဘယ်ယာယီအစိုးရကိုဘယ်နိုင်ငံတကာအသိမှတ်ပြုပေးမှလဲလို့ယူကြတာယူကြတာအထူးသဖြင့်ကရင်နဲ့ကချင်ကိုငါဥတည်ပြောနေတယ်ငါမောင်နှမတွေငါအိမ်မှာကချင်ရှိတယ်ကရင်လည်းရှိတယ်ငါအိမ်အတူတူနေနေကြတာငါတို့เนาะမောင်နှမတွေလို့ဆရာတပည့်တွေနေနေကြဒါပုတ်ပွင့်လင်းလင်းပြောတာဟဲ့ 高人、带人 ion,，高头拉路把拉出来，亏嘛吧！里工人走出来，我拉他们，走欠么水平呢？手肮脏么水平呢？么不要没农村追求，俺也去。他真该比你瓜，叫你来在哪该比你瓜？俺娘子来拉路的话？走欠么水平？人拉路来瓜，俺工人拖来伊，俺牛子也拖嘛了，没有人拖嘛了，亏嘛吧？好胆子！ တောက်ချက်တကယ်မရှိဘူးပေးခြင်းနဲ့မက်ဆေ့ကအဲ့ဒီဒိုင်းကောင်အန်ယူဂျီဖြတ်ပလိုက်တယ်ငါတို့ဟုတ်ပြီလားဒါနံပါတ်1ပြောပြတာနံပါတ်2ထပ်ပြောမယ်အရန်ဆဲဆူမိုက်ရိုင်းတာငါမုံရအောင်ရှင်တော်ပြောတာသူလဲတားမရဘူးတဲ့ဥဝင်းထင်ကြဘူးတဲ့မုံရအောင်ရှင်ကအတိုင်းပြောတယ် ဲ့ဆဲဆုံနေတဲ့ကောင်မကြီးနဲ့ဝင်းချိန်နဲ့ဘာမှန်းလဲသူလည်းမသိဘူးငါတော့သိတယ်သူမသိဘူးဟောအခုကြမှာဟော RF လည်းမရှိတော့ BO လည်းမရှိစောက်လုံးစောက်ကင်မရှိတော့တဲ့ဟို88ကကောင်နေအခုထပြောနေတယ်အရန်မိုက်ရိုင်းလို့ဓာကြီးကိုမထိန်ကြဘူးဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုဖြစ်နေကြတယ်ဆိုလှူလဲလှူရတယ်အဆဲလဲခံရတယ်ကွာဆိုမင်းတို့တော်လှန်ရေးကြီးဟာလွဲသွားပြီလေ ရခိုင်လူမျိုးတွေတို့တူတာဆဲတာကြားဘူးလားကချင်တွေကိုတူတာကြားဘူးလားဆဲတာကရင်တွေဆဲတာကြားဘူးလားရှမ်းတွေမွန်တွေဆဲတာကြားဘူးလားတို့တူလိုက်တဲ့လူတို့ပြန်ဆဲနေတာကြားဘူးလားမရှိဘူးလေမင်းတို့အန်ယူကြီးအတိုင်းဝိုင်းမှာပဲရှိတဲ့ပေါင်းချမ်းပူကြီးလေမိုက်ရိုင်းပူကြီးလေစော်ကားပူကြီးလေဒါကြီးနဲ့မင်းတို့ကအစိုးရဖြစ်ကျင်နေတယ် 不、哦、没操嘛，回去了嘛，报恩、哎、的，你跑了没？先到我了，没就打了一个，我最打了，标姐呐！哦，我过翻出来给啥家伙嘞？按那里还是一笔重标接的，这路手下破大路，地二别破大路，第一笔重标钱没报过，啊？好点么啦？太高，我比我们破牌破破，交牌交交，跟牌跟跟。家 နေပဲလှန်လှန်နန်နေกว่าအဲ့ဒါမှတ်တာနော်မင်းကငပိရငပိပဲရှင်းပြီလားတွေးအောင်ဘယ်လိုမှလုပ်လို့မရအောင်အမေရိကန်က company တွေမှာငါသွားဘူးတယ်မြန်မာတွေအလုပ်လုပ်နေတာโอเคเนาะထမင်းဘူးတဲ့ထဲ့လာတဲ့ငပိကျော်အတူတူမိုက်ခရိုဝေ့တဲ့ထဲ့နှွေးလို့ အဲ့ဒီ company ကသမင်းစားကန်းလူတွေကဖနက်မီးလောင်နေပြီဆိုပြီးထွက်ပြေးကြတာကွာနေဖုံးလက်ငပိကောနော်မင်းလုံကောင်မိုက်ခရိုဝေ့နဲ့ထည့်နှွေးလိုက်တကဘာလုံးထွက်ပြေးမှာသဘောပေါက် okay လေရင်ပေါ်မှာမင်းငပိကျော်ကျွေးလို့မရဘူးကွာနိုင်ငံဘောင်းဆောင်ကပါလာတဲ့လူငပိပုတ်ပေးလို့မရဘူးကွာဆိုတော့ဒါကိုနားလည်အောင်ပြောပြတယ်တလောက်မိုက်ဆိုင်ထွားချိုင်းနေတယ် အဲ့ဒီမိုက်ဆိုင်ထွားချိုင်းပူကြီးနဲ့ဇင်ခံအိမ်ဝဲကြောင်းဝဲကားဝဲနော်ပွဲတော်တွေလုပ်နေတာအဲ့ဒါမင်းတို့အတိုင်းဝိုင်းလေးတစ်ခုပဲ international အတိုင်းဝိုင်းကြီးမသိဘူးစိတ်လဲမဝင်စားဘူးဒါမဲ့အဲ့ဒီအတိုင်းဝိုင်းတွေကမင်းတို့တွေကအတိုင်းဝိုင်းတွေကအလွှာတွေအများကြီးရှိတယ်ပညာဓာတ်အတော်တွေချမ်းသာတဲ့အလွှာတွေနော်ပြီးတဲ့အခါကျတော့တရားအားထုတ်နေတဲ့အလွှာတွေ အများကြီးအများကြီးအများကြီးတိုင်းရင်းသားအလှော်တွေခရစ်ယာန်အလှော်တွေအစ္စလာမ်အလှော်တွေဟိန္ဒူအလှော်တွေဗုဒ္ဓဘာသာအလှော်တွေအဲ့ဒါကြီးကိုမထောက်ခံနိုင်ကြတော့ဘူးဒါကိုပြောပြနေတာနော်နေဖုံးလာကောင်းလေးပူတူတူလေးနှက်လေးညှစ်လိုက်အောင်မဟုတ်လားပြောစိတ်ဝမ်းစကားပြောအောင်ပြောတာမဟုတ်ဘူးမင်းတို့ဘယ်ကောင်မှစောက်ကူမဆိုင်ဘူး မင်းတို့ခွဲလို့သဘောထားတာ NUG ကဝိမာသားရဲ့ဟမ် NUG တလောက်ရွှေ78ပိတ်သာရနေတယ်ခွဲမှာပါမင်းသိလားလားအောက်တန်းစားတွေတက်လာစောက်ချက်လည်းမရှိဘဲကြောင်ကတော်တော်တက်တာလည်းမရှိနှစ်ကြောင်ဖတ်သုံးကြောင်ဖတ်နဲ့တက်တက်လာဘာစောက်ကြမ်းကြည့်ထားတဲ့កောင်မှလည်းမရှိနော်ပြောပြမယ်အာဇာနီနဲ့တမိုင်းကိုပြောရင်ဒုတ်ထွဲဒုတ်ထွဲဒါဆွဲရှင်းရမယ် မပြောကျင်တော့ဘူးဟုတ်လားအာဇန်ကြီးတွေတပုံကြီးဒီ၉ရောက်တယ်မဟုတ်ဘူးဗမာပြည်မှာအဲသဘောပေါက်လိုက်ဟမ်သူတို့ကဇူလိုင်၁၉လောက်ငါနေတိုင်းလုံးမယ်ကွာကဲရှင်းလားဆိုတော့ပေးကျင်တဲ့မက်ဆေ့ကအဲ့လောက်မိုက်ရိုင်းနေတဲ့လူဒန်းစားကြီးကအာနာရပြီးအုပ်ချုပ်မယ်ဆိုရင်မင်းဘယ်လောက်ကြောက်ဖို့ကောင်းလဲဒီနေ့ဘာတွေဖြစ်နေလဲရာဇဝတ်မှုတွေဘယ်လောက်ဒီအန်ယူဂျီအောက်မှာ ြစ်ပေါ်နေတယ်ဒါတွေတို့ပြောနေကြတယ်လေဘလောက်စီးမဲ့ကမ်းမဲ့ဖြစ်နေဟုတ်လားဒါကိုနံပါတ်1ပြောတာနံပါတ်3ကြောပြ UN တန်အမတ်ကျော်မိုးထွန်းကဒေါအောင်ဆန်းစုကြည်အစိုးရခန့်ခဲ့တာနော်အပေချာပြောပြတယ်နော်ဖင်မရားနဲ့နော်တကယ်တတ်လို့ပြီလို့ပြောတာငါအိန္ဒိယတန်အမတ်နဲ့တွေ့ တွေ့တော့မြန်မာပြည်လေချောင်းနဲ့ဘုံကျဲခံရတယ်မြန်မာပြည်စာတင်ချောင်းနဲ့ဘုံကျဲခံရတယ်ဒါအတူပြောပြတော့ तू ကဟုတ်တယ်တဲ့ तू လည်းအဲ့ဒါမျိုးဖတ်ရတယ်တဲ့လူမှုကွန်ရက်ပေါ်မှာတဲ့သူ့သကလုံးနားထောင်တော့တန်တမန်ပြောတဲ့သကလုံးကိုလူမှုကွန်ရက်ပေါ်မှာ तू ဖတ်ရတယ်တဲ့ဒါပေမဲ့ဒီအမေရိကန်နိုင်ငံမှာဘုလားသမ္မတကမှာတာဝန်ထမ်းဆောင်နေတဲ့ တန်အမတ်ကြီးရဲ့ page မရှိဘူးတဲ့ website လည်းမရှိဘူးတဲ့အဲ့ဒီအပေါ်မှာဒီအကြောင်းအရာတွေကိုရေးမှသာလေဒါကိုတန်တမန်ချင်းတည်င်းဖြန့်ဝေမှုဖလှယ်မှုအဖြစ်တရားဝင်တယ်တဲ့ဘာမင်းကျော်မိုးထွန်းက UN မှာစကားပြောတာမြန်မာနောင်းကတည်င်းရယ်ခစ်သရတည်င်းရယ်ကိုယ်တော့ RFP လို့ BO ရဲ့သတင်းတွေပြောနေတာပြောကျင်တာ နားလေအောင်ပြောပြတာနော်တန်ကင်းတမန်ကင်းဆိုတာတန်တန်ချင်းထုတ်ထားတဲ့လူမှုကွန်ရက်တွေ Twitter တွေ website တွေအဲ့ဒီအပေါ်ကနေတရားဝင်မှုခိုင်မာမှုကိုယူတာအဲ့ဒါမရှိဘူးဒါသိအောင်ပြောပြလိုက်ရဒီသုံးချက်ဟုတ်ပြီလားဒါကြောင့်ကျွန်တော်ခင်ဗျားတို့ပွင့်ပွင့်လင်းလင်းပြောပြမယ်ကျွန်တော်မိုက်ရိုင်းခဲ့တာမပါဘူးเนาะကျွန်တော်ပြင်းပြင်းထန်ထန်ပြောတာပဲပါတယ် ဒါကြောင့်စဉ်းစားတဲ့မှာတော့ခမားတို့6လပဲကြံတော့တယ်ကြော်မိုးထုံးစီမှာ page လည်းမရှိ website လည်းမရှိအရေးကြီးတာကတန်တမန်တယောက်ရေးတဲ့သတင်းနဲ့ခမားတို့အပြင်ကပြောနေတဲ့ဥစ္စာနဲ့တရားဝင်ပုံရင်မတူဘူးလို့ကျွန်တော်ဒါကိုပြောတာအချိန်တိုင်းသူတင်ပြနေရမယ်နော်မြန်မာနိုင်ငံရဲ့နော်ဤလူလူတို့ NLD ခန့်ထားပေးခဲ့တဲ့အခု NUG ကိုလက် လက်သုံးချောင်းထောင်ပြီးတော့မြောက်ဆွဲကြော်ဖြစ်သွားတယ်ကြော်မို့တော့စောက်ခုလည်းမဆိုင်အဲအကောင်ထက်ပို့တတ်တယ်အင်္ဂလိပ်လိုโอเคသဘောပေါက်အောင်ပြောလိုက်ဆိုတော့ပေးခြင်းနဲ့မဆိုင်ကအရာဝင်အောင်လုပ်တဲ့နီးပို့သိဖို့လိုဒါကိုပြောတာဒါကြောင့်မြန်မာအိရှူကဘယ်တော့မှအရှိရောက်မလာတော့ဘူးဘယ်နိုင်ငံမှလည်းနားမထောင်ကျင်တော့ဘူး အဲ့လိုဖြစ်သွားတဲ့အတွက်ရင်မာအောင်ရဲ့တန်ခင်းတမန်ခင်းကြဆုံးပါတယ်လို့ကောက်ချက်ချနိုင်တယ်အမှတ်မှ UN တန်အမှတ်ကြီးကိုနိုင်ငံသားရေးဝန်ကြီးလုပ်တဲ့ရင်မာအောင်ကနော်မြန်မာပြည်အခြေအနေတွေနဲ့ချိတ်ဆက်ထားပြီးတော့ UN တန်အမှတ်ကြီးရဲ့ website တွေ page တွေဒီအပေါ်တွေမှာဘာသာတော်ခမပြန်စရာတိတ်မလို့တော့ AI ကအကုန်ပြန်ပေးတယ် အဲ့ဒါတွေကိုမြိုင်မြိုင်ဆိုင်ဆိုင် အခြားတန်တမန်တွေပါเนาะကြီးစုလေးလာလို့ရအောင်မှန်ကန်တဲ့သတင်းတွေလူအခွင့်ရေးချိုးဖောက်မှုတွေရာဇဝတ်မှုတွေเนาะပြည်သူပြည်သားတွေတိုင်းရင်းသားတွေခံစားနေရတာတွေကိုမိနစ်အလိုက်တင်ပြနိုင်မှပါစေနိုင်ငံတကာနည်းနည်းလေးမင်းတို့အပေါ်ကို အာယုံတက်ရောက်လာနိုင်ပါတယ်လို့ပြောရင်းနဲ့เนาะဒီမှာဝင်ပြီးတော့ဟုတ်ပလား နှစ်ချောင်းဖတ်သုံးချောင်းဖတ်အောက်တန်းစားတွေကိုတော့ဘိုင်းပိုင်ပါလို့ပြောရင်းနဲ့အခြားသောပြည်သူများတိုင်းသူပြည်သားတိုင်းရင်းသားများဤကိုမုံနှမများကိုတော့အထူးလေးစားဂါရဝနဲ့ပြောခဲ့ပါလေဗျာ